အေအေကယာယီဆုတ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းပြင်ရွာမိသားစစ်စခန်းတွင်ဝါရဖြန့်တက်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများပြားတေဆုံးရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းပြင်ရွာမိသားစခန်းတွင်ဝါရဖြန့်တက်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများပြားတေဆုံးသွားကြောင်းအေအေစစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်노ဝင် ဘာလ14ရက်နေ့အာရခတတော် AA တင်ပိုက်ထားသည့်ကြောက်ဖြူမြို့မင်းပြင်းရွာရေဒါစခန်းကိုအကျန်းဖက်စစ်ကော်မရှင်တပ်များကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရင်းနောက် AA ကမင်းပြင်းရွာစခန်းမှယာယီစုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရယူသွားကြောင်းထို့သောမင်းပြင်းရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရဖြန့်ဓားပုံရိုက်ကူးရန်အတွက်စစ်သားနှစ်ဆင့်ကျော်ကပြင်ဆင်နေခဲ့ကြောင်းရင်းချင်း AA ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာမင်းပြင်းရွာစခန်းအတွင်းရှိဝါရဖြန့်ဓားပုံရိုက် ကူးရန်ပြင်ဆင်နေသည့်နေရာသို့တက်တဲကြရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်းစစ်သားအများပြားတေဆုံးသွားကြောင်းသိရှိရသည်အဲ့ဒီမင်းပြင်းရွာရေဒါစခန်းကိုအေအေကတင်ထားတာအင်အားအနည်းငယ်ပဲရှိတယ်အဲ့ဒါကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာအဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်တပ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပစ်လိုက်တာအကုန်ကြွကုန်တယ်ဟုစစ်ရေးတရင်ရင်းမြစ်ကပြောသည်မင်းပြင်းရွာစခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက် စစ်သားအ ਨੇ ဆုံး10ဦးခန့်တေဆုံးနိုင်ပြီး24ဦးတေဆုံးသည်ဟုသတင်းများကြားသိရတော့လေအတိအကျကိုအတိမပြုတ်နိုင်သေးပေကြောက်ဖြူမျိုးနဲ့အတွင်ကြေးရွာအများစုတွင် AA ကနေမြေဆိုးမိုးထားပြီးစစ်တပ်ကရေတက်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားရမှကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်သည်